င်္ဂလာပါရှင်ဒီနေ့ဗီဒီယိုမှာတော့အသက်40ကျော်လာတဲ့အခါကြုံတွေ့ရတတ်တဲ့လိင်စိတ်ယောနေခြင်းအကြောင်းကို ပြောပြသွားမှာပါဒါဟာပုံမှန်အခြေအနေတစ်ခုလားဘလို့ကာကွယ်ရမလဲပြီးတော့ဆက်ဆံရေးကိုပြန်လဲကောင်းမွန်အောင်ဘလို့လှုပ်ဆောင်ရမလဲဆိုတာကိုအပိုင်း၄ပိုင်းခွဲပြီးဗီဒီယို၄ပုတ်နဲ့အသေးစိတ်ရှင်းပြပေးသွားမှာမို့စောင့်ကြည့်လေ့လာကြပါအောင်ရှင်အခုဗီဒီယိုမှာအပိုင်းတဲ့အနေနဲ့ အသက်40ကျော်ရင်လိမ့်စိတ်လျော့နေခြင်းပုံမှန်လားဆိုတာကိုရှင်းပြပေးသွားပါမယ်အသက်40ကျော်လာတဲ့အခါလိမ့်စိတ်လျော့နေသွားတာဟာအမျိုးသားရော အမျိုးသမီးပါကြုံတွေ့နိုင်တဲ့သဘာဝဖြစ်စဉ်တစ်ခုပါအမျိုးသားတွေမှာတက်စတိုစတီရုန်းဟော်မုန်းပမာဏတဖြည်းဖြည်းကျဆင်းလာတာကြောင့်လိမ့်စိတ်ဆန္ဒလျော့နေလာနိုင်ပါတယ် မျိုးသမီးတွေမှာဆိုရင်လဲသွေးဆုံးချိန်နီးလာတာနဲ့အမျှအီစထရိုဂျင် ဟော်မုန်းပမာဏကျဆင်းလာတာကြောင့်လိင်စိတ်ဆန္ဒအပြင်မိမကိုခြောက်တွေ့ခြင်းစတဲ့ပြဿနာတွေကြုံတွေ့နိုင်ပါတယ်။ဒါကြောင့်အသက်40ကျော်ရင်လိင်စိတ်ညော်နေတာဟာအတိုင်းအတာတစ်ခုအထိပုံမှန်လို့ပြောလို့ရပါတယ်။ဒါပေမဲ့လိင်စိတ်ညော်နေခြင်းဟာတစ်ခါတလေမှအခြားကျန်းမာရေးအခြေအနေတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဥပမာစိတ်တက်ကြခြင်းစီးကျိုယောဂါသွေးတိုးယောဂါနဲ့အချို့သောဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့လိမ့်စိတ်ယောနေခြင်းဟာတခြားကျန်းမာရေးယောဂါတွေဖြစ်တဲ့သွေးတိုးယောဂါ၊စီးကျိုယောဂါ၊နှလုံးသွေးကြောယောဂါ၊အဝါလွန်ယောဂါ၊စီးနှင့်ကြောက်ကပ်ယောဂါတွေနဲ့ဆက်ဆက်နေမလားဆိုတာကိုတိုင်ပင်ဆွေးနွေးဖို့ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။ ဒီလိုယောဂါတွေကလည်းအစာပိုင်းမှာလက္ခဏာမပြဘဲအတန်တိတ်ဖြစ်နေနိုင်တာမို့ဆရာဝန်နဲ့တည်းခြာပြတ်တာစစ်ဆေးခြင်းဖြင့်ယောဂါဖြစ်ခါစားအခြေအနေတွေကိုရှာဖွေဖော်ထုတ်ပြီးကုသနိုင်မှာမို့ကျန်းမာရေးအတွက်များစွာအကျိုးရှိမှာလည်းဖြစ်ပါတယ်။အဲ့ဒီလိုယောဂါတွေကိုတေချာကုသလိုက်ခြင်းဖြင့်နှိမ့်စေရောင်းနေခြင်းကိုလည်းတတ်တာစေမှာဖြစ်ပါတယ်။ နိုင်စိတ်ရောနေခြင်းကိုဘလို့ကြိုတင်ကာကွယ်နိုင်မလဲဆိုတဲ့အကြောင်းကိုအပိုင်းနှစ်မှာဆက်ရစင်းပြပေးမှာမို့နောက်ဗီဒီယိုမှာဆက်ပြီးလေ့လာကြပါအောင်ရှင်အားလုံးကျမ်းမာတဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေနော်